ပရီးမီးယားလိပွဲစဉ်73လန်နဒါဘီချဲစီနဲ့အာစနယ်အပိုင်း1 Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှိုးရင်ကျူတူပါရဲကျွန်တော်ကိုခတ်မှာဒီတစ်ပတ်စူပါဆန်ဒေးရဲ့အကောင်းဆုံးပွဲအကြီးကျယ်အခမ်းအနားဆုံးသောပွဲည7:00နာရီမှာရှင်မြိုင်ကသားမဲ့ Chelsea နဲ့ Arsenal ရဲ့ပွဲကြို36ကိုအပိုင်းနှစ်ပိုင်းခွဲပြီးတော့ ွနေသုံးသပ်မှုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ပြောကြရစကားများတယ်ဗျာ။ဒီလိုပွဲမျိုးကိုကျွန်တော်တို့၃-၄ပိုင်းလောက်တော့ထုတ်ရမှာ။တလဆရဲပြောမယ်ဆိုရင်မိနစ်၃-၄၀တနာရီလောက်ဖြစ်သွားလိမ့်မယ်။အဲ့တို့ကြောင့်အပိုင်းလေးတွေခွဲပေးရတာပါ။ပထမပိုင်းမှာတော့ဒီနေ့သင်းကြားတဲ့ကကျွန်တော်မြင်မိတဲ့ key points လေးနဲ့ပြိတ္တတိထားတဲ့အချက်လက်တချို့ကိုသုံးသပ်ဆွေးနွေးပေးပါမယ်။ဒုတိယပိုင်းရောက်တဲ့အခါကျရင် အာရှရဲ့အကြောပေးမှုတွေနဲ့တူကျွန်တော်မြင်မိခမန်းမိတဲ့ ဗျူဟာပိုင်းတွေကိုဆွေးနွေးသုံးသပ်သွားမှာပဲဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ပထမပိုင်းကိုစတင်ဆွေးနွေးလိုက်အောင်။နှစ်သင်းလုံးကလက်ရှိအချိန်မှာ peak time ကိုရောက်နေတယ်။သို့တော့ Arsenal ကတော့ပို့ပြီးတော့ peak time ရောက်နေတယ်လို့ပြောရမယ်။ Chelsea ကကျတော့ Arsenal ဆိုင်ကောင်းတယ်ဆိုရင်ပဲတစ်စလောက်တော့လိုနေသေးတယ်ပေါ့နော်။ဒါတော့ကျွန်တော်လက်ခံရမယ်အမှန်တရားပဲ။ဘာကြောင့်လဲဆိုတော့ Arsenal ကလည်းဒီလို level မျိုးရောက်အောင်သူတို့တရားသီးတယ်တိဆောက်ခဲ့တာမဟုတ်ဘူးလေ။ အန်သူမော်ရပ်စ်ကပြီးခဲ့တဲ့ရာသီအားမှလာပြီးချယ်ဆီကိုတိစောက်ခဲ့တာအတေတာအာစတန်ကိုရောက်နေတာ900ရာသီသာလောက်ရှိပြီသူတို့900ရာသီမှာ300ရာသီလောက်ကတိုက်တဲ့ race မှာပြိုင်ခဲ့တဲ့အသင်း EPL တိုက်တဲ့ကိုပြိုင်တဲ့နေရာမှာ champion အသင်းတစ်သင်းအနေနဲ့လိုအပ်တဲ့အရာတွေဟိုလှုပ်တဲ့အရာတွေအားလုံးသူတို့ကသုံးနှစ်လောက် absorb လုပ်ပြီးသွားပြီရှေ့ဟိုဗျာကြိုရောက်နေနေတဲ့အသင်းသင်းပေါ့နော်ဒီတီးပွင့်တွေကိုလက်ရှိအချိန်မှာ Arteta ရော Arsenal ကစားသမားတွေရောခံစားရတာဖြစ်ပါတယ်အဲ့တော့ ်ချယ်ဆီကလည်းဘာစနာကိုနိုင်ခဲ့တယ်ဆိုပေမဲ့အာစနယ်ကလည်းဘိုင်ယန်မြူနစ်ကိုနိုင်ခဲ့တာပဲရှင်ပြောချင်းဆိုရင်ဘာစနာနဲ့ဘိုင်ယန်မြူနစ်မှာဆိုရင်လက်ရှိအချိန်ဘိုင်ယန်မြူနစ်ကပိုကြောက်ဖို့ကောင်းတယ်ရှုံးမွေးလည်းလုံးဝမရှိဘူးလှုပ်ချင်တယ်လို့ရေလှုပ်နေတဲ့အသင်းကိုအိမ်ကွေးမှာနှစ်ဖို့ဖို့ကောင်းဖို့လှုပ်တာနော်အဲ့ဒါအရေးကြတော့တော်တော်လွန်သွားပြီဗျာတကယ်တမ်းခေါင်းတိုက်ဂိုးတွေအဲ့စပီးစ်တီးရတာဂိုးတွေထက်ဝင်အာစနယ်အတွင်းကိုက လေးလုံး၅လုံးလောက်ရှိတယ်။ချယ်ဆီလည်းထိုနည်းတူပဲ။ဘာစလိုနာကပွဲစဉ်မှာရှယ်ဖြုတ်တာ။လူကြုံဘောတွေဒါဂိုးဖြစ်ပြီး၄၅ခုလောက်ရှိတယ်။နှစ်သင်းလုံးကအရင်ကောင်းနေပေမဲ့ပို့ပြီးတော့စနစ်တကျနဲ့အဓိကကစားသမားအစုံလင်ပါဝင်နိုင်တဲ့အသင်းဟာအာစနယ်ဖြစ်နေတယ်။ဒါကတော့အာစနယ်ရဲ့လူစင်းစုဖွဲ့မှုဘိုင်းနဲ့ချစ်လက်မှုဘိုင်းဖောင်မန်မှုဘိုင်းမှာချယ်ဆီတက်နည်းနည်းလေးတာလွန်နေတဲ့အချက်လက်လေးတွေဖြစ်ပါတယ်။ဒါတော့ပြိတ္တအနေနဲ့သတိထားသင့်တယ်ပေါ့နော်။နောက်အာစနယ်ရဲ့ ချို့ကစားသမားတွေပြန်လှည့်ပြီးတော့ပါဝင်လာပြီမာတင်အိုဒီကက်လိုကစားသမားမျိုးဗျာဂျင်းတဲ့ချက်ထဲရောက်လာတဲ့အခါကျရင်ဘောလုံးကိုဘလူပေးမအောင်မသိတာအဲ့ဘောလုံးတကယ်ကို progressive ဖြစ်ရမယ်ဆိုတဲ့အတိုင်းပေးနိုင်တဲ့သူတွေပြန်လှည့်ပါဝင်လာပြီဗီဒီယိုဂီယက်စ်တို့ဘာလို့လဲပါဝင်တော့ပါဝင်လာနိုင်တယ်အော်စနယ်ကလူစုံနေပြီကျွန်တော်တို့ချယ်ဆီကလည်းလူတော့စုံနေပါပြီဒါပေမဲ့လည်းလဗိုင်းကိုဝဲမပါဝင်နိုင်မှုဟာအနေကျက်ကြီးကြီးမားမားဖြစ်နေသေးပါဒါအပြင်ဒီပွဲစဉ်ရွှေကိုပါမပါမသေးကြဘူး လေးကျင့်ရေးတော့ဆင်းနေပြီးချက်စီဘက်ကလည်းရွှေကိုကိုအာဆနယ်ပွဲအတွက်ပါဝင်လာဖို့မျှော်လင့်ထားတယ်။ပါဝင်လာသည့်တိုင်အောင်အသင်းနဲ့မထီတွေ့ရတာကြာပြီးဖြစ်တဲ့ကစားသမားတယောက်အနေနဲ့ပွဲမကစားရတာကြာပြီးဖြစ်တဲ့ကစားသမားတယောက်အနေနဲ့ပို့ပြီးတော့အချိန်နေစိုးသွားနိုင်စေတာကိုလည်းထက်ထွက်ထားလိမ့်မယ်။အာကြီးကဖြုတ်ပါလိမ့်ဗျာ။အဲ့လိုအချိန်နေမျိုးမှာကျွန်တော်တို့ရွှေကိုလေးအနေနဲ့အချမ်းပရန်ကစားခံရပြီးတော့တံရပြဿနာပြန်ရသွားတဲ့အခါယုံကြည်မှုလေးပျောက်သွားတဲ့အခါဆိုရဲစိုးရိမ်စိတ်လေးတော့ကျွန်တော်မှရှိတယ်အဲ့တော့ ရွှေကိုပါဝင်လာနိုင်တယ်မပါဝင်လာနိုင်ဘူးဆိုပေမဲ့ကျွန်တော်တို့အဲ့ဒါအေးမကြီးဘူးလို့ထင်တယ်မပါဝင်တော့ပို့ပြီးတော့ကောင်းသေးတယ်ကျွန်တော်တို့လက်ရှိလူစင်းစုဖွဲ့မှုနဲ့အတူအာဆင်နယ်ကိုယဉ်ဆိုင်ရမယ်ကျွန်တော်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကချဲသီးသင်းဒီဒီနေ့ဘောလုံးရသည်မှာအင်ကွင်းအခုနောက်ဆုံးနှစ်ပွဲနောက်လျှောက်ဂိုးမပေးခဲ့အောင်ဒီထဲမှာဘာစလိုနာနဲ့ပွဲမျိုးပါတယ်ဟူဗန်တန်နဲ့ပွဲမျိုးပါတယ်ထားလိုက်တော့ဟူဗန်တန်နဲ့ပွဲက ပင်ကိုမရှိဘူးဆိုရင်ဘာဆိုနာနဲ့ပွဲပေးကိုမရှိတာကတော့အဆင်ပြေတယ်။သို့တော့အဲ့နှစ်ပွဲမတိုင်ခင်အချိန်မှာတော့ဆန်ဒလန်ကိုအိမ်ကွင်းမှာရှုံးထားတယ်။နောက်ဘရိုက်တန်ကိုလည်းအိမ်ကွင်းမှာရှုံးထားတယ်။အဲ့ဒီအိမ်ကွင်းရှုံးနေမှုတွေကတော့တိတ်ပြီး record ရအဆင်မပြေဘူးပေါ့နော်။ဒါပေမဲ့ကိန်းကနန်ချက်လိုက်ရအခုနောက်ဆုံးကစားထားတဲ့တင်းဖောင်ကိုကြည့်ရင်တော့ချယ်ဆီသည်ဆန်ဒလန်ကိုရှုံးနေခဲ့ပြီးတဲ့နောက်ပိုင်းမှာရှုံးနေမှုတောက်လျှောက်မကြုံတွေ့ခဲ့ရတော့ဘူး။ပြီးရင်ကိန်းကနန်ချက်လက်ဆွေးနွေးတဲ့အခါကျွန်တော်အသေးစိတ်ပြောပြပေးပါမယ်။အဲ့တော့ကျွန်တော်ဆိုလိုချင်တဲ့သဘောကချယ်ဆီကအိမ်ကွင်းမှာတော့ မထင်မထင်သလိုသွမ်းဆောင်ရင်ကောင်းပျောက်ဆုံးတတ်တယ်ပေါ့နော်အဝေးခွင့်ရောက်တဲ့အခါတော့ပူကောင်းနေတယ်လို့ပဲအာစနယ်ကလည်းထိုနည်းတူပဲဒီနေ့ဘောလုံးရသည်အမှတ်ရော့ထားတဲ့ပွဲစဉ်တွေကအဝေးခွင့်ပွဲစဉ်တွေဖြစ်ပါတယ်လီဗာပူးကို1-0နဲ့ရှုံးထားတယ်ဆန်ဒလန်ကိုတူးတူးတီကျထားတယ်အဲ့တို့ကြောင့်ချက်စီမှာအိမ်ကွင်းအာတာချက်ရှိတယ်ဆိုရင်ပဲအိမ်ကွင်းမှာသွမ်းဆောင်ရင်ပိုင်းအရင်ယုံကြည်လို့မရတဲ့တချို့သော record တွေရှိနေတယ်အာစနယ်ကလည်းအခုနောက်ဆုံးပူပူနွေ့နွေ့အဝေးခွင့်မှာဆန်ဒလန်ကိုတူးတူးတီကျထားတယ် အားနေချက်အားသာချက်ကိုစီမျိုးတော့ရှိနေပါတယ်ခင်ဗျာโอเคကျွန်တော်နောက်တဲ့အရေးကြီးတဲ့တစ်ပိုင်းကိငနဲ့အချက်လက်တွေကိုဆွေးနွေးပါမယ်ဒီ first day ကလည်းမြန်မာလဲကဲပြစ်လှုပ်ထားလို့မရတဲ့အချက်လက်တွေဖြစ်ပါတယ်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆိုမှုမှာအာကြီးက၄ချိန်နိုင်ပြီးတော့2ချိန်တည်ကြတာပါတယ်ပွင့်လင်းပြောရင်တော့ဒီနောက်ဆုံး6ချိန်ထိတိုက်တွေ့ဆိုမှုကအာစတန်ကချယ်ဆီကိုအများတဲ့လို့လို့နိုင်နေတယ်လို့တောင် ပြောလို့ရတယ်ဗျဒါပေမဲ့2000ပြည့်နှစ်ကစပြီး ဒီနှစ်သင်းထိတိုက်တွေ့ဆုံမှုတွေကိုပြန်လည်ကြည့်မယ်ဆိုရင်တော့အာစနယ်က20ပွဲနိုင်ထားတယ်၊ချယ်ဆီက20ပွဲနိုင်ပြီးတော့18ပွဲတည်ကြထားပါတယ်။ဒါတော့ record အကုန်လုံးပေါ့နော်။2002ကစပြီးရည်တွက်ထားတဲ့အချက်လက်တွေပါ။တွင်းပဲနောက်ဆုံး6ပွဲဆိုရင်တော့အာစနယ်ကချယ်ဆီကိုတတပူပူအနိုင်ရရှိထားတယ်လို့ပဲပြောရမှာပါ။အဲ့တော့အသေးစိတ်ပြောမယ်ဆိုရင်ပြီးခဲ့တဲ့ဘောလုံးရသည်ဒုတိယအကြော်တုန်းက Emirates မှာ1-0နဲ့အနိုင်ယူထားတယ်။ပထမအကြော်တုန်းက Stamford Bridge မှာ1-1တည်ကြထားတယ်။ အဲ့မတိုင်ခင်တနှစ်ကျော်2023-24ပေါ်လို့ရသည်မှာတော့အာစတန်ကအိမ်ကွင်းမှာ5-0ချယ်ဆီကွင်းမှာ2-2တေရလက်တွေရယူထားတယ်။အဲ့ဒါကြောင့်နောက်ဆုံး၄ချိန်ကိုပဲကျွန်တော်တို့ပြန်ပြီးတော့ပိုက်စိတ်တိုက်လေ့လာကြည့်မယ်ဆိုရင်အာစတန်ကွင်းရောက်ရင် ချယ်ဆီကအရှုံးပေးရလေရှိပေမဲ့အိမ်ကွင်းမှာတော့နောက်ဆုံး၂ချိန်တေကစားထားတယ်ဆိုတော့သဘောမျိုးတက်ရောက်နေပါတယ်။ဒီပွဲစဉ်ကလည်းတေပွဲဖြစ်ဖို့ percentage များတဲ့ပွဲပါ။နောက်တစ်ပိုင်းချယ်ဆီတင်းရဲ့အခုနောက်ဆုံးကစားထားတဲ့ 6ပွဲဆက်ရလက်ချက်သီးသင်းဒီဒီ6ပွဲမှာတေပွဲတစ်ပွဲပဲရှိပါတယ်ကွာရာဘက်ကိုတူတူတေကြခဲ့တဲ့ပွဲစဉ်မှာကျန်တဲ့ပွဲတွေအားလုံးမှာ9ပွဲလုံးနိုင်ထားပါတယ်သူတို့နိုင်ခဲ့တဲ့အသင်းတွေကတော့ Wolverhampton Tottenham Hotspur Burnley Barcelona ပွင့်လင်းပြောရင်တော့အရင်ကောင်းတဲ့အသင်းဆိုလို့ Barcelona တသိမ်းပဲပါတယ် Tottenham Hotspur တော့မှနည်းနည်းကြောင်ပြောက်နေတဲ့အခြေအနေမျိုးရှိတယ်ပေါ့နော်တစ်ဖက်က Arsenal ရဲ့နောက်ဆုံး6ပွဲသက်ရလဒ်ကလည်း Chelsea နဲ့တူတူပါပဲ နားပွဲနိုင်ပြီးတော့တပွဲတည်ကြထားတယ်ဒီထဲမှာဘိုင်ယန်မြူးနစ်လိုအသင်းမျိုးကတော့အသင်းကောင်းတစ်သင်းအနေနဲ့ပါဝင်လာပါတယ်ကျန်တဲ့အသင်းတွေကလည်းချက်စီနဲ့တော့တိတ်မကွာဘူးအာစနယ်ကိုဒုက္ခပေးနိုင်တဲ့အသင်းဆိုလို့ Brighton တစ်သင်းလောက်ပဲပါပါတယ်ဆိုတော့နောက်ဆုံးတင်းဖုံအောင်လည်းတသင်းနဲ့တသင်းတိတ်မကွာဘူးလို့ဆိုနိုင်ပါတယ်အဲ့နောက်ထပ်တစ်ပိုင်း Chelsea အသင်းရဲ့အခုနောက်ဆုံးကစားထားတဲ့အင်ကွင်းပွဲတင်ရှားလက်တွေပေါ့နော်ဒီနေ့ရသည် Chelsea ကအင်ကွင်းမှာ6ပွဲနိုင်တပွဲတည်ကြပြီး2ပွဲရှုံးတာတယ်အင်ကွင်းရလက်အရင်မကောင်းဆိုရင်ပဲ မစိုးတဲ့ထဲမှာတော့ပါတယ်မရှုံးတဲ့မရှုံးထိုက်တဲ့ပွဲတွေတော့ရှုံးထားတယ်ပေါ့ဗျာဆန်လန်ကို2-1နဲ့ရှုံးတဲ့ပွဲတွေ Brighton ကို3-1နဲ့ရှုံးတဲ့ပွဲတွေကတော့မဖြစ်တင်ဘူးနိုင်တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်အသင်းကြီးဆိုလို့ကျွန်တော် Liverpool နဲ့ Barcelona ပါတယ်အသင်းကြီးတွေကိုလည်းအိမ်ကွင်းမှာတော့တူတူတနဲ့ဒုက္ခပေးထားနိုင်ပါတယ် Arsenal အသင်းရဲ့အဝေးကွင်း result တွေကတော့9ပွဲနိုင်တပွဲတည်းကြပြီးတပွဲရှုံးထားပါတယ် Arsenal ရဲ့အိမ်ကွင်းရလဒ်တွေကပိုပြီးကောင်းတယ်လို့ဆိုနိုင်ပါတယ်အဝေးကွင်းမှာ Liverpool ကို1-0နဲ့ရှုံးတဲ့ပွဲကဒီအာဒီမှာသူတို့ရဲ့ပထမဆုံးရှုံးပွဲပါ အဲ့ဒါကြောင့် Chelsea ရဲ့အိမ်ကွေးအားသာချက်နဲ့ Arsenal ရဲ့အဝေးကွေးအားသာချက်သည်အရင်မကွာဘူးလို့ဆိုနိုင်ပါတယ်ခင်ဗျ။ဆိုတော့ပထမပိုင်းကို conclusion ဆွဲရမယ်ဆိုရင်ကိန်းနဲ့အချက်လက်တွေမှာအတူညီမှုတွေများစွာရှိပေမဲ့ head to head ထိတိုက်တွေ့ဆုံမှုကတော့ Arsenal ကတတပူပူအတာကြီးရနေတာကိုတွေ့ရပါတယ်ခင်ဗျ။ကျွန်တော်တို့ဒုတိယပိုင်းပြပိုင်းချင်ကမှုတွေလုံးရင်အာရှရဲ့အချောပေးမှုတွေဆွေးနွေးတုံးသက်မှုလုပ်တဲ့အခါကျရင်ထပ်ပြီးတော့အဖြေရှာကြည့်ရအောင်အခုတော့အားလုံးနှုတ်ဆက်ပြရစီခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်